Harry Potter စကားတွေကလူတွေသတိမထားလိုက်မိတဲ့အမှားများမင်္ဂလာပါရှင်ရွှေသူတ Channel ကနေကြိုဆိုပါရစေ။ဗီဒီယိုလေးကို VPN လေးခံပြီးတော့ကြည့်ပေးကြပါဦးနော်။ပြီးခဲ့တဲ့ဗီဒီယိုမှာ Harry Potter စကားတွေကတ িয়োগ ဆောင်နေတဲ့စာအုပ်ထဲက character တွေထပ်တူညီရလားဆိုတာကိုတင်ဆက်ပေးခဲ့ပြီးပါပြီ။အခုတစ်ခါမှာတော့ Harry Potter စကားတွေကလူတွေသတိမထားလိုက်မိတဲ့အမှားလေးတွေကိုတင်ဆက်ပေးသွားမှာပါ။ စာအုပ်တအုပ်ကိုရုပ်ရှင်ပြင်ရိုက်ကြတာလည်းမလွဲပါဘူး။ဒီတော့ဟာကလေးတွေရှိနိုင်သလိုတချို့အမားလေးတွေကဒရိုက်တာကိုယ်တိုင်သတိမထားမိရလဲဖြစ်နိုင်သလိုတိတ်မသိတာလို့ဒီတိုင်းပဲထားလိုက်တာမျိုးလည်းဖြစ်နိုင်ပါသေး။ကဲဒီနေ့မှတော့ဒါကိုဖော်ထုတ်ကြည့်အောင်ပါ။နံပါတ်1လက်ဝက်တကာပေါင်းနေရင် Harry Potter and the Chamber of Secrets အကားထဲမှာ Harry နဲ့ Ron တို့က platform 9 3.4ရဲ့ secret gate ကိုဖျက်တဲ့နေချိန်မှာသူတို့လဲမှာတကားကပိတ်သွားခဲ့လို့နေရံကိုဝင်တိုက်ခဲ့ကြပါတယ်အဲဒီမှာနေရံကိုဝင်တိုက်တဲ့ချိန်ဇီကွက်တဲ့ထားတဲ့လောင်အင်ကပွင့်သွားခဲ့ပေမဲ့ငှက်တွေရတီလိုချင်းနေမှာတော့ပြန်ထွက်မလာခဲ့ပါဘူး တကယ်တော့အဲ့ဒီချိန်သေးချာပြန်ကြည့်မယ်ဆိုရင်အထက်ကကြီးကွက်ကအတုတက်ထားတာကိုတွေ့ရမှာပါဒါကလက်ခံလို့ရပါတယ်ဒီလိုထိခိုက်နိုင်တဲ့အခြေအနေမှာအစ်စ်ကိုဘယ်သူမှမတုံ့မအောင်ဒါပေမဲ့တကားပွင့်သွားတော့ငှက်ကလန့်ပြီးပြန်မထွက်လာတော့ကယုတ်တိပရနဲ့အတွက်ကြည့်နော်နည်းနည်းတော့လွဲပါတယ် The gateway sealed itself for some reason ပြီးတော့တစ်ဆက်ထဲမှာပဲဒီလိုလဲကြတဲ့ချိန်ဒီမှာသုံးထားတဲ့အဝေးထဲတဲ့တတာမှာလိုင်း၃လိုင်းပါပေမဲ့နောက်တစ်ဆင်းမှာပြန်ပြတော့၂လိုင်းပဲပါပါတော့တယ် နံပါတ်2ဟော်မိုင်းနီရဲ့ခြေရောက်ဟက်ဂရစ်ရဲ့ညီဘလူးလေးကိုဟယ်ရီတို့နဲ့ဟက်ဂရစ်ကိုရိုင်းမိတ်ဆက်ပေးမှုပါတယ်ဒီမှာဆိုရင်အဲ့ဒီဘလူးလေးကဟော်မိုင်းနီကိုသဘောကျလို့ကောက်ချီလိုက်တဲ့အချိန်မှာဟော်မိုင်းနီကသူ့လက်ထဲမှာပါသွားပါတယ် Put me down အဲ့ဒီခါမှာတော့ဒီရဲ့လိုအပ်ချက်လေးနည်းနည်းရှိခဲ့ပါတယ်ဟော်မိုင်းနီရဲ့ခြေရောက်ပြောင်းနေတာပါ ဟာရီပေါ်တာကားကိုမော်ကောင်းမလို့တန်မှုနဲ့ရိုက်ထားလို့စကားရည်ရုပ်တရက်သတိမထားလိုက်မိပေမဲ့တကယ်နဲ့အလင်းတင်ပြီးကြည်ကြည်ရင်အဲ့ဒီနေရာအပိုင်းချလေးမှာဒီလိုခြေတော်ပြောင်းနေတာကိုတွေ့ရမှာပါနံပါတ်3ကင်မရာမန်ဒီမှာဆိုရင် Harry Potter နဲ့ Malfoy တို့စီးကျင်းထိုးလေးခြင်းတဲ့အခါမှာဒီချိန်မှာအောက်ကလူထင်းမှာចောင်းသားရေမဟုတ်တဲ့ចောင်းသားဝတ်စုံလေးဝင်မထားတဲ့လူတယောက်ပါနေပါတယ် ူကတော့ကင်မရာမှမှာပဲဒါကအမှတ်တမဲ့ကြည့်ရင်မမြင်နိုင်ပေမဲ့လို့တေချာကြည့်ရင်တော့မြင်ရမှာပါ I'll get rid of it for you. နံပါတ်၄စကားပြောတဲ့စာအုပ်ဟာလီပေါ်တာစကားတွေကပါဇက်ပုံပါတဲ့စာအုပ်လေးကိုတည်ကြမှာပါဒီပိုင်းလေးကတော့ဟက်ဂရစ်တယောက်ကြောင့်မဆရာဖြစ်ခွင့်ရပြီးတဲ့နောက်ပထမဆုံးသင်ပေးရတဲ့သင်ခန်းစာပါရွန်ရဲ့လက်ထဲမှာစာအုပ်ကိုဂိုင်းချတာကိုတွေ့ရပါတယ် ဒါပေမဲ့နောက်တစ်ခါမှတော့ရွန်တယောက်လှမ်းပြီးနောက်ကိုဆုံးလိုက်တဲ့အချိန်မှာလက်ထဲမှာစာအုပ်မပါတော့တာကိုတွေ့ရမှာပါဒါပေမဲ့နောက်တစ်ခါမှတော့စာအုပ်ကလက်ထဲကိုပြန်ရောက်နေပြန်ပါတယ်ဟာကွယ်စက်ကလေးဘောရစ်နံပါတ်5အမာယွန်ဟယ်ရီနဲ့ဗစ်တာခရန်တို့ရေရောက်မှာကိုချီရတဲ့သူတွေကိုကြေရတဲ့မော်ဆီယာသုံးဦးပြန်ပွဲမှာဟယ်ရီကရေရောက်ထဲမှာရေသူမတွေနဲ့တွေ့ဆုံခဲ့ပြီးဟယ်ရီကတယောက်ထပ်ပိုခဲ့ခဲ့တာကြောင့်ရေသူမတွေရဲ့နှောက်ယှက်ခြင်းကိုခံခဲ့ရပါသေးတယ် အဲဒီမှာရေပေါ်တက်လာတဲ့ချိန်ဟယ်ရီရဲ့မျက်နှာမှာဘာမှယုံမှမရှိနေပါဘူး။ဒါပေမဲ့နောက်တစ်ခါမှတော့ဟယ်ရီရဲ့ညာဘက်ပါပေါ်မှာအမာရွတ်ချီယာနှစ်ခုရှိပြီးနောက်ထပ်စင်တစ်ခုမှတော့ချီယာကတစ်ခုတည်းရှိတော့ပြန်ပါတယ်။ဒါကတော့မေကက်ဆီယာရဲ့အမာပဲဖြစ်ပါလိမ့်မယ်။ I put you in terrible danger this year, Harry. I'm sorry. နံပါတ်6ဘက်ထရီပါဝါဘန့် တရုတ်ဆောင်တဲ့စကားပြောတဲ့အခါမိုက်ကိုတုံရပါတယ်ဒီမှာအရင်မိုက်ကိုပေါဝါပေးဖို့ပေါဝါဘန်ကဟာရီပေါ်တာရောဟာမိုနီပါနောက်ကျော်ဘက်မှာထူထားတာကိုတွေ့ရမှာပါဒါကြောင့်ဒီနေရာကဖောင်းနေရပါတကယ်ဆိုတာကိုဒရိုက်တာမမြင်လိုက်တာလားဒါမှမဟုတ်မသိတာလို့ထားလိုက်တာတော့မပြောတတ်ပါဘူးဒါပေမဲ့နောက်တစ်ခါမှတော့အနောက်ဘက်ကရရတဲ့ခန်းမှာပေါဝါဘန်ကိုမတွေ့ရတော့ပါဘူးနံပါတ်9ဖျောင်းနိုင် ဟာရီပေါ်တာစကားရဲကထမင်းစာခန်းကမျက်နှာချက်အရှင်ဖြစ်သလိုဖျောင်းနယ်တွေကလည်းမော်ဆန်နယ်လေးထဲမှာမြောင်းနေတာပါဒါပေမဲ့ဒီမှာပရိုဖက်ဆာမကွန်နဂယ်ကိုအနီးကပ်ပြောင်းတဲ့ဆဲမှာဖျောင်းနယ်တွေလေးထဲမှာဆွဲထားတဲ့ကျိုးတွေပေါ်နေပြီးနောက်တစ်ခါမှတော့အဲ့ဒီကျိုးတွေမပေါ်တော့ပါဘူးဒါဆိုဒီခန်းမှာကျိုးကိုဖျောက်ဖို့မိသွားတဲ့ပုံမှာပဲအဲ့ဒီခန်းနဲ့တစ်ဆက်ထဲမှာပဲဓမင်းစားခန်းထဲမှာဟယ်ရီနဲ့ဟာမိုင်းနီကမျက်နှာချင်းဆိုင်ထိုင်နေပေမဲ့နောက်ဆက်မှာတော့ဟယ်ရီရဲ့ဘေးရောက်နေရာကိုတွေ့ရပါတယ်။နံပါတ်၈တပတ် ဟယ်ရီတို့တော့ရောက်တာထိုင်ပြီးတော့စကားပြောနေကြပါတယ်။အဲနောက်လဲဇာမနီအဖွဲ့ဝင်တွေနဲ့တူစကားပြောနေကြတဲ့ဒီခန်းမှာဆိုဖာရဲ့လက်တန်းပေါ်မှာတပတ်အဝါလေးတစ်ထည်တင်ထားတာကိုတွေ့ရမှာပါ။ဒါပေမဲ့နောက်တစ်ခန်းမှာတော့အဲဒီတပတ်ကဟယ်ရီရဲ့နောက်ကိုရောက်သွားခဲ့ပါတယ်။ဒါကဘာမှသတိမထားမိနိုင်စရာအမှားလေးတစ်ခုပါပဲ။ဘာ? Not for me. No. နံပါတ်ကိုအနေရောင်ပေါ်အောင် ဟဲရုံကော့ပလော့အော်ဖိုင်ယာစကားထဲမှာရေရောက်ထဲရသက်ဆိုင်ရာတငယ်ချင်းတွေကိုကဲပြီးနောက်ဆုံးမှပန်းဝင်လာတဲ့ Harry ကို Channel လို့တငယ်ချင်းပြည့်တဲ့ Hermione ကတပတ်တစ်ထဲခြုံပေးခဲ့ပါတယ်။အဲဒီချိန် Hermione ကသူကိုယ်တိုင်လည်းတပတ်တစ်ထဲကိုခြုံထားပါတယ်။အဲဒီတပတ်ရဲ့အယောင်ကအမဲရောင်ဖြစ်ပြီးနောက်တစ်ခါမှတော့အဲဒီ Hermione ဝတ်ထားတဲ့တပတ်ကအဖြူရောင်ဖြစ်နေပါတယ်။ဒါပေမဲ့နောက်တစ်ခါမှတော့အမဲရောင်ပြောင်းပြောင်းသွားခဲ့ပါသေးတယ်။နံပါတ်10အဝေးပြောင်းသွားတဲ့ Harry ဟယ်ရီကိုရိုင်းကဗိုတာမော်ရဲ့ဟော့ခရစ်ဖြစ်လို့ဟယ်ရီနဲ့ဗိုတာမော်ရဲ့စိတ်ချရဆက်ဆက်နေပါတယ်။ဒါကြောင့်ဒါကိုမိန်ကွန်ထရိုးလို့ဘို့အချင်းချင်းစူးစမ်းနေခဲ့တဲ့ဟယ်ရီကိုအင်မက်ဒက်တီချိန်ဆက်နေပါတယ်။ဒီလိုအင်မက်တွေကြောင့်ဟယ်ရီရဲ့ဘက်မှာချရီထွက်နေပြီးဟယ်ရီဝတ်ထားတာကအင်ဂျင်ပြောင်ရောင်တီရှာလက်တို့ပဲမြေနောက်တစ်ခါမှဆိုရင်ဟယ်ရီကိုရိုနက်ဆီယာမကတမ်ဘတ်ဒေါ်စီကိုလိုက်ပို့ခဲ့ကြပါတယ်။အဲဒီချိန်မှာအပြောင်းအလဲအင်ဂျင်ကလည်းရှေ့ပြန်ဖြစ်သွားပါတယ်။ ဗီဒီယိုလေးကိုကြည့်နေသက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပေးကြပါဦး။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။